အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဆက်လန်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူအေးတင်စာတတ်ဝေရေးသားထားတယ်ငစိမ့်တင်မကူကျွဲဆိုတဲ့ဇာတ်လမ်းအစဆုံးတင်ဆက်ပေးပါပါဇလမစတိကင်ပါကျွန်တော်ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တင်တိုင်းမှာသိရှိစီဖို့အတွက်လည်း notification လေးကိုနှိပ်သွားကြပါအောင်ခင်ဗျာငစိမ့်တင်မပူကျွဲအစဆုံး မပူကျွဲဆိုလိုမူလာတန်းစာအုပ်ထဲမှာပါတဲ့မပူကျွဲနဲ့ခရုငယ်လို့တော့မထင်နိုင်နဲ့ဒီမပူကျွဲကငစိမ့်တဲ့မပူကျွဲတာဖြစ်ပါတယ်ငစိမ့်တဲ့ဆိုတော့တိတဲ့အတိုင်းအပြောဆိုလေကြမ်းတမ်းနေငခုငကြင်းများဆိုရင်လေခုတ်ပေးရမလားခေါင်းထူပြီးတော့ရောင်းရမလားကြိုက်တယ်လို့ခိုင်းရောင်းရရင်ပြီးရောပတ်စံရရင်ပြီးရောဆိုတဲ့မိမာမျိုးမပူကျွဲငငယ်လေးကလေးကတေးစာရှင်စာသာရေးတတ်ဖတ်တတ်တယ်ဒါပေမဲ့လေတကုတ်ပြောစရာရှိတာကဘလောက်ပဲအပြောဆိုကြမ်းတမ်းကြမ်းတမ်းငားတွေပေါ့ ဘလောက်ပဲရက်ဆက်ရက်ဆက်မိခင်ဒေါ်ပုစီအပေါ်မှာတော့အလွန်ကောင်းနေမိခင်ကြီးအားယိုသေး၍အမြဲတမ်းဂရုစိုက်တယ်။သူမမပြောစရာရှိသည်ကသူများအသက်ကိုတက်၍အသက်မွေးဝမ်းကြောင်းပြုနေခြင်းပဲ။မဲ့ပူကျွဲကမိခင်ဒေါ်ပုစီနေမကောင်းရင်ပြာရာခတ်နေပြီးဘာလို့လို့ဘာခံရမှန်းမသိက စိတ်ကတိုးနေတတ်တယ်။သူမစိတ်တိုးနေလျင် သူမရဲ့ယောက်ျားအုံလာနေသားသမီးများနေစရာမရှိတော့ပါ။ ကိုအောင်လာလူရိုးလူအေးကြီးဖြစ်တော့လေထန်းရီလေးတော့တကြိုက်နှစ်ကြိုက်လိုက်တော့မောတက်တယ်အလုတ်လက်ကြောကမတင်ဒါကိုမပူကျွဲကခွင်းလွတ်တယ်မူးလာရင် မရင့်နဲ့အိတ်တော့မပူကျွဲကဒီလိုမိမမျိုး तू ကတေးစားရှင်းစားရေးတတ်တော့လေတားနဲ့တမိကြတော့ပညာရေးကိုဂယူဆိုင်တယ်ပညာတက်ဖြစ်စေခြင်းနဲ့တားကလေးတန်းတမိရနှစ်တန်းခက်လေးတွေကလည်းမိခင်ရဲ့စိတ်တက်မြင့်မြတ်ပုံကိုတည်တယ်ပညာကိုလည်းကြိုးစားကြတယ်မပူကျွဲကခလေးများကို ကစားချိန်မှာကစားစာကြက်ရင်ခေါ်ရင်လေတခါတခါအော်ခေါ်နေတော့ကိုလာရင်လာသုံးခါလောက်အော်ခေါ်လိုက်ရပြီဆိုရင်တေဖို့လားပြင်တော့ဘတ်ပူကျွေရဲ့မိခင်တော်ပုစီကလေးတွေကိုနနွန်းလူဖို့သာပြင်ပြီးတော့ဒီလိုမိခင်မျိုးဖြစ်တယ်တားသမီးတွေကိုသူ့လိုပညာမဲ့ကအသက်သက်၍အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့သူမဖြစ်စေချင်ဘူးမိခင်စိတ်အပြည့်အဝရှိတယ်လို့ဆိုရမယ်တနေ့မှာတော့သူတို့ရဲ့မိသားစုထံသို့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကဝင်ရောက်လာပါတော့တယ် ထိုနေ့ကဖြစ်ချင်တော့မပူကျွေငါးရောင်မကောင်းတဲ့ပြင်မပူကျွေလေအိမ်မှာဆက်စားရံအတွက်ရွာထဲတွေ့မှာအကျွေးလိုက်ရောင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ငါးမြကိုပြန်တည်လာခဲ့တယ်။အိမ်ရောက်တော့မပူကျွေရဲ့မိခင်ဒေါ်ပုစီအိမ်ဝါကနေစီးကျုံနေတယ်။မပူကျွေလှမ်းရွေကိုအောင်လာရောမေညီလင်အောင်လာဘယ်တော့မှအိမ်ကပ်ဖူးလို့လေထူးထူးဆန်းဆန်းမေးနေသေးတယ်။ကိုအောင်လာတယောက်ကတော့လေယာပြန်စားရေးပဲအိမ်မှာဝိုင်းပြီးတော့လှုပ်ရှားရှိရင်သူကမရှိတော့ဘူး ဒီမှာမကုံတဲ့ငားတွေကိုချက်စရာရှိတာချက်ရောင်းစရာရှိတာရောင်းရအောင်မေအမေရဲ့ညီယောက်ျားထန်းတော်ထဲမှာရှိမှာပေါ့လိုက်မရှာတော့ဦးမေရအဲ့ဒီတောင်းနေရငကြီးတွေရှိရဲ့ယူပြီးတော့ကြော်ထားမေငခုနဲ့ကြံတဲ့ငားတွေကိုတော့ရွာထဲလိုက်ပြီးတော့ရောင်းလိုက်အောင်မေခလေးကြီးကြောင်းကနေပြန်လာရင်ထမင်းကျွေးပြီးတော့စားချက်ခိုင်းအောင်တမိသွားလိုက်တော့မေပြောပြောဆူဆူနဲ့ငားမြဟုထည့်ထားတဲ့တောင်းကိုရွရွမပူကျွဲတယောက်ထွက်သွားပါတော့တယ်ရင်ထဲမှာလဲအိမ်မှာ ငါရဲ့မိခင်အိုကြီးရှိလို့သာပေါ့နို့မို့စင်မလွယ်ဘူးလို့တွေးရင်ကနေမိခင်တို့ကလိုအပ်တဲ့အားစင်းနဲ့ခတ်နှွေးနှွေးအနှွေးတဲ့တထည်လေးဝယ်ပေးရန်ဟူစစ်ကူးကတွေးတောနေမိတယ်။မပူကျွဲကသူ့ရဲ့အမဝင်းခွဲနေထိုင်ဟာရွာဘက်ကိုငါးရောင်ရန်ထွက်လာခဲ့တယ်။မပူကျွဲတို့ရွာနဲ့အရှိရွာသည်ရွာတုတ်တန်တစ်ခုသာရှားတယ်။ထိုတုတ်တန်ရဲ့တရဲအလွန်လျှောက်တီဟူရဲ့နာမည်ကြီးတယ်။ကြောက်မနီအားဝမ်းစာကအရေးကြီးတယ်။ယောက်ျားငပြင်းကိုအားကိုးလို့မဖြစ်ဘူး။ထမင်းကတေဖို့တာရှိရဲ့။ ဟောဒီမှာငခုငကြီးငရှင်းအစုံမဲရမယ်နော်ဘဘူးကျော်ရေလာပေါင်းဟိဟုတ်ကဲ့တော့ကဲပြပါဦးဘာငားတွေပါလဲအတော်ရေအစုံမဲငခုတွေကလက်ဆက်လိုက်တာငခုကို30တားပေးဟုတ်ကဲ့30တားကို900ပေးမနဲ့ပြန်လာယူနော်မဘူးကျော်ဟုတ်ကဲ့ရတယ်တော့ဟောဒီမှာငားငားတွေအစုံရရနော်ဟေးလောင်းလောင်းဟုတ်လာပြီအဘကျော်ဆန်းငကြီးအစိတ်တားပေးဟုတ်ကဲ့ဟုတ်ကဲ့ပတ်စံမနဲ့ပြန်လာယူနော်ရပါတယ်အဘရဲ့အေးအေး အပူကျွေးကငားမြကိုလက်ငင်းရောအကျွေးပါရောင်းပြီးတော့သူမရဲ့ဆွေမျိုးတော်ဆက်သူအမဝန်းခွဲထံသို့ဝင်လာတယ်။သူ့ရဲ့အမဝန်းခွဲကတဲခင်းကျွေးမွေးတဲ့ကောင်းကျင်းပေါင်းနဲ့ရင်းနှီးချမ်းပူပူလေးကိုတောက်ရီအမောပြေခုန်နိုင်ရင်သူတို့ညီမနှစ်ယောက်ရောက်တဲ့ရရစကားပြောပြီးတော့မပူကျွေးငားထောင်ကိုရွက်လို့သူမရဲ့ရွာရှိရာသို့ပြန်လာခဲ့တယ်။မပူကျွေးအိမ်ပြန်ရောက်ချိန်နေအလင်းကုံကြီးမှောင်ရီပြိုးစာရှိနေပြီ။မပူကျွေးအိမ်သားများကစောင့်မျှော်နေပြီလို့တွေးပြီးတော့ခတ်တုတ်တုတ်လေးရှောက်လာခဲ့တယ်။ တင်ညာငုံအနာဖြက်တွင်ရေကနေလှုပ်ရှားမှုနဲ့အတူဒုက္ခနေနေအောင်အာလူတယောက်ဗပုကျွေရဲ့နောက်ကျောကိုဒုက္ခနေရိုက်ရှာလိုက်တယ်ဗပုကျွေလေးအာဟူရဲ့တစ်ချက်သာအွန်နိုင်ပြီးလဲကြသွားပါတော့တယ်ငါးတောင်းနေပတ်စံနေလဲလွင့်စင်ကြကုန်တယ်ဗပုကျွေလူရခံလိုက်ရလိမ့်ပြီအမောင်တူတဲ့တွင်အာပြူရဲ့ရိုက်သူကိုကြိလိုက်တဲ့အခါမှာတော့အရက်ခုနှစ်ပေရှစ်ပေခန့်ရှိမဲ့အရာမလူသွားရတယောက်ဖြစ်တယ်အင်ဂျီမပါကြောပြောင်နေဖြစ်ပြီးတော့ဒီအရက်တွင် မတွေ့ဘူးသောလူတွေဖျားဖျား လူတွေမဖြစ်နိုင်တရဲတစီတည်းလားမပူကျဲလဲကျသွားတဲ့အခါမှာတော့ထိုလူကမပူကျဲရဲ့နားထဲကနှက်ကကိုချွတ်လိုက်ပြီးတော့ငါးယောက်ရငွေများကိုပါယူဆောင်၍ထိုနေရာကနေထွက်ခွာသွားတယ်ထွက်ခွာမသွားခင်မပူကျဲအားဂူတလုံးအနီးနားသို့တရွတ်တိုက်ဆွဲခေါ်သွားပြီးတော့လူမမြင်အောင်အုတ်ကူနဲ့ကြွယ်ခဲ့လေတယ်အမလေးသေပါပြီရှင်ငါတကားမှမရောက်ဖူးတဲ့နေရာပဲဘယ်နေရာပါလိဒီတိုင်းထိုင်နေလို့မဖြစ်သေးပါဘူးငါအိမ်ပြန်ရောက်မှဖြစ်မယ်လို့မပူကျဲပျော့ပျော့ဆူဆူနဲ့ ထိုင်နေအားနေထားလိုက်ပြီးတော့ရှေ့တွင်မြင်နေရတဲ့မြက်တော်လေးကနေလမ်းလိုလိုဖြစ်နေတဲ့နေရာကိုဖြတ်ရန်ရှည်လန်းလိုက်လို့တဲ့။နောက်ကျောပြင်တစ်ခုလုံးလာကျင်းနေတယ်။အစုတ်ကွာလို့မတက်ခံစားလိုက်ရတယ်။ထို့စဉ်လိုက်ကြဟေးလိုက်ကြဖမ်းကြဟေးဖမ်းကြလူတစုရဲ့အတန်ဘက်ပူကျွယ်ရှိရာသို့လာသည့်အတန်များအားဘက်ပူကျွယ်ကြားတဲ့အခါမှာတော့ဒီတန်ရငါ့စီကိုလာတဲ့အတန်ဒီပဲဟိုဂျုံပုတ်တဲ့ဝင်းဒီမှာ ဘပူကျွဲလဲကြောက်ကြောက်လန့်လန့်နဲ့နီးစက်ရရှုံပုတ်စီတို့ဝင်ပုံးနေလိုက်ပြီးတော့အတန်ကြားစီတို့စောင့်ကြည့်နေလိုက်မိတယ်။ရင်းဒီခုံကတုံလို့ရှောက်ရှားနေမိတယ်။ထိုစဉ်လူ၅ဦးကမပူကျွဲရှိသည့်မြတ်တော်လန်းလေးစီတို့လျောက်လာတယ်။သူတို့ရဲ့လက်ထဲမှာလဲဓားလန်နေတကွတင်းမုတ်တရံလက်နက်များကင်ဆောင်ထားကြလေတယ်။ရုပ်စင်းတရံများကလည်းဘလူးလူလူတစီလူလူလူတွေအင်ကြီးပလာကြောပြောင်ဖြင့်တရဲတစီပုံစံများဖြင့်ကြောက်မက်ဖွယ်ရာကောင်းတယ်။ မပူကျွဲကအလွန်အမင်းတုံလို့ရှောက်ရှားနေပြီးတော့ဇောရွှေများပင် ပြန်လာကအပေါ်သွားနေအောက်သွားအထက်ထက်အချင်းချင်းရိုက်ခတ်နေတယ်အသက်ကိုပြင်းပြင်းထန်ထန်မရှူရဲတော့တုံလို့ရှောက်ရှားစွာနဲ့ငြိမ်သက်နေမိတယ်သူ့ရင်ထဲကတသက်လုံးတားငါးများကိုတက်ပြက်လာခဲ့ရာပထမအဦးဆုံးအချိန်ဖျားတားမိခြင်းဖျားဖျားဖျားခေတော်မူပါဗျာဖျားဖျားခေတော်မူပါဘလူဘလူတွေဆိုတာဒါတွေခေါ်တာနဲ့တူတယ် ငါတို့ဒုက္ခရောက်ပြီနဲ့တူတယ်ငါငါကောင်းတွေကိုအရှင်လက်လက်ထုထောင်းတက်ဖြက်လာငါအခုအရှင်လက်လက်ခေါင်းကိုအထုခံရသလိုထုခံနေရပြီအရှင်လက်လက်အသက်ခံရမှာပါလားဒီလူတွေလက်ထဲရောက်သွားရင်မလွယ်ဘူးငါငါဖះစားလဲမရဘူးဒုက္ခပဲအမေကဲပါအောင်တမီးကိုကဲပါအောင် အမေအဲ့လိုမပူကြွယ်လဲမိခင်ကိုတန်းတန်ငိုကြွေးနေတယ်ကြောက်လန့်တကြားအော်တယ်ထိုချိန်တွင်ထိုလူစုမှာစကားပြောသံကြားလိုက်ရလေတယ် ခူးနာလေးတင်ဒီနားမှာပျောက်သွားတယ်။ငါတို့ရွာကိုရောက်လာရင်ဘယ်သူမှမလွတ်စေရဘူး။တို့တို့တွေဟင်းစာဖူးလုံးပြီးမတွေ့တွေ့အောင် ရှာဖွေကွာ။တွေ့ရင်အကြောင်းကြား။ငါရွာတွေကိုခဏပြန်လိုက်အောင်မေ။တွေ့ရင်တော့မလွတ်စေနဲ့အောင်။အဲ့လိုပြောပြီးတော့အသားမဲမဲကိုလုံးတုတ်တုတ်ဂင်းတူတူနဲ့လူလူလူဘလူးပုံစံလူလူမျက်လုံးကနီနီနဲ့တဒန်ရှိတဲ့လူကပြောပြီးတော့လက်ထပ်သွားတယ်။ကျန်တဲ့သူများကတော့မပူကြွေရဲ့နေရာကိုအနှံ့လိုက်ရှာတယ်။ ဘက်ပူကျွဲလေးကြောက်ရွံ့စွာနဲ့ဖျားတားလိုက်မိခင်ကိုတားလိုက်နေဇောချွေးများပြန်နေရှာတယ်ထို့စဉ်ဟာဟိုမှာဖွတ်တကောဟေးမိအောင်ဖမ်းကြဒိုလူစုစီတစ်ပင်အောက်တင်တွယ်ကပ်နေတဲ့ဖွတ်ကြီးအားလှမ်းများဖြင့်လှမ်းပစ်လိုက်လေတယ်ဖွတ်ကြီးပြုတ်ကျလာတဲ့အခါမှာတော့ဖွတ်ကြီးရဲ့ခေါင်းအားတင်းပုံများဖြင့်ထူးကြတယ်ဖွတ်ကြီးရဲ့ခေါင်းစဉ်တစ်ခုလုံးကြေမွပြီးတော့ဆန့်ငင်ဆန့်ငင်နဲ့ငြိမ်သက်သွားတယ်ထို့အခါမပူကျွဲစဉ်စားတွေးတောမိလေတယ်သူမမှာနောင်တရည်ရင်းနေပြည့်နှံ့နေပြီဖြစ်တယ် အဲငါလဲငါကောင်းနေထုတက်လာတာဝက်လဲပြီနဲ့ထင်ပါရဲ့ဒီလူစုလက်ထဲကိုရောက်သွားရင်ဒီဖွတ်ကြီးကိုတတ်တယ်လို့ငါလဲအသက်ခံရမှာပဲဒါငရေခံရတဲ့အတုရကေရွာကိုငါရောက်နေတာနေမှာဒါမှငါမသိနိုင်ပါဘူးလူပုံမှာပဲရှိသေးတယ်ငါမကြည့်ရင်ငါမိခင်အိုကြီးနဲ့ခလေးနှစ်ယောက်ကိုဘသူကတာဝန်ယူမှာလေကိုအုံးလာကလည်းလက်ကြောတင်အောင်အလုပ်လုပ်တာမဟုတ်ဘူးလူပင်ငါမိခင်ကိုငါပြန်ရှာဖွေကျွေးမွေးရအောင်မယ် အမေတမီးဒီမှာအဖြစ်ဆိုးနေတယ်ကဲပါအောင်အဲ့လိုကြိတ်ပြီးငိုကြွေးနေပါတယ်မပူကျဲရဲ့မိခင်မှလည်းရွာတို့ပြန်မရောက်လာတဲ့မပူကျဲကိုမျှော်ပြီးတော့မြစ်တာပို့တယ်တမတ်အုံးနာဒီလည်းဘေးနေရာမှာမူးပြီးတော့လဲနေမှမသိပဲခလေးနှစ်ယောက်ကတော့အိမ်နေပြီအမေကအိတ်ချစ်ကွပြစ်တွင်ထိုင်ပြီးတော့တမီးပြန်အလာကိုမျှော်နေမိတယ်မပူကျဲပြန်မလာ၍မနဲ့မိုးနေမနဲ့ရှောက်နိုင်ပင်ထိုးနေပြီမပူကျဲရဲ့မိခင်လည်းမပူကျဲကိုစောင့်ရင်းနဲ့မိုးချုံမှာရုတ်တရက်အိပ်ပျော်သွားသဖြင့် မိုးလင်းမှနိုးလာရင်နိုးလို့ချင်းတမီမပူကျော်ကိုတတိယသဖြင့်ညာတမီပြန်မှလာရဲလားမသိဘူးအခန်းထဲဝင်ကြည့်မှကလေးလေးအိတ်နေတဲ့ရှင်းအောင်ကိုလှမ်းကြည့်တော့တမီကိုမတွေ့ပို့ပြီးတော့စိတ်ပူပန်သွားတယ်ရင်ထဲမှာတုံခါသွားတယ်ဘလို့လို့ရအောင်လားနင်ဘယ်အချိန်အိမ်ပြန်ရောက်နေရလဲအိမ်ရှိကုပ်ပြကြီးမှအိတ်နေလိုက်တာအပူပင်ကိုမရှိဘူးသူကတော့အရက်လေးတမျှများနဲ့ငါတမီတော့ဘယ်ရောက်နေလဲမသိဘူးကိုမိမမရှိလို့မရှိမှန်းကိုမသိ။အော် ဒီငမိုက်ကောင်ကတကယ်ပါပဲဟဲ့အုံးလားထအောင်အဲ့လိုတော်ပုစီကလည်းစိတ်ဆိုးမှန်ဆိုးနဲ့သူ့တမတ်အားအတင်းနှိုးတယ်ဒေါသထွက်ကကြောကုံအားထုတဲ့အခါမှာအုံးလားလဲအရှင်မူတူနဲ့ပြူပြဲကထလာတယ်အဲဘာဖြစ်လို့လဲမပူကျွဲမပူကျွဲအိမ်ပြန်မရောက်လာသေးဘူးရှာဖို့ထအောင်အားဗျာအမေကလည်းအဲ့လိုကောင်းနေတာအတင်းကိုလာနှိုးတယ်မပူကျွဲကခလေးမှမဟုတ်တာငါးသွားယူပြီးတော့ဈေးတောင်မှထွက်နေလောက်ပြီဟဲ့နေမင်းမမပူကျွဲက ညတည်းကပြင်ရောက်မလာတာထချအောင်ငါလည်းခလေးဒီနဲ့မျက်စိကလည်းမကောင်းရှီတော့ကလည်းမတန်ဘူးထပြီးတော့ရှာပါအောင်ဟာဟမ်အမေဟုတ်ရဲ့လားဗျပြုကျွေညတည်းကနေပြန်မလာဘူးဟုတ်လားဟာဒီမင်းမမဟုတ်မှလွယ်ရောလင်ငယ်လောက်လိုက်သွားတာထင်နေအမေရဲ့ဟဲ့ကောင်းရဲ့မိုက်ရင်းလာကြီးလားနင်တို့စားဖို့တောက်ဖို့စီးပွားရှာနေတာလေပေါက်ပေါက်ချာချာဟဲမနေ့ကငါးရီရောက်မကုန်လို့ဟိုဘက်ရွာသွားပြီးတော့ရောက်နာဟဲ့ဟင်ဟုတ်လားဘာလို့သွားတာလဲအပြန်နေဆောင်ရင် တင်ញိုင်းကိုဖျက်ပြန်ရမှာအန်ဒီရဲ့အကြီးကကြီးနေမပူကျွေတယောက်တော့ဒုက္ခရောက်ပြီနဲ့တူနေမေးဒုက္ခပဲတတ်သွားချလိုက်အောင်မေးရွာထဲကကိုဖိုးသားကြီးကိုလည်းဝင်ပြီးတော့ခေါ်လိုက်အောင်မေးအေးအေးအေးတုတ်တုတ်ပြပြနဲ့ထွက်သွားတဲ့တမက်ရဲ့နောက်ကြောပြင်ကိုကြည့်ပြီးတော့ဒေါသထွက်ကမပူကျွေကိုအန်ဒီရဲ့မရှိပဲပြန်ရှာတွေ့ရန်သာဆူတောင်းနေပါတော့တယ်ထို့ချင်းအုံလာကရွာထဲကိုဝင်ကကိုဖိုးသားအားဝင်ခေါ်ပြီးတော့အကျိုးအကြောင်းချင်းပြလိတယ်ဟာအုံလာရအခုမှတိလားကွာ တယ်ပေါ်ဆလာမယ်လာလာလာအချိန်ရှိတုန်းလေးအချစ်ရွာကိုလိုက်ရှာကြမယ်ကိုအုံးလာနဲ့ကိုဖိုးသားတို့ကလည်းမတ်ပူကျွဲကိုရှာရန်အချစ်ရွာတို့ထွက်လာခဲ့ကြတယ်အချစ်ရွာတို့ရောက်တဲ့အခါမတ်ပူကျွဲရဲ့အမဝင်းခွဲအိမ်သူဝင်းရောက်စုံစမ်းတဲ့အခါရှောက်နာရီလောက်ကပင် ပြန်သွားကြောင်းသူနဲ့တူကောင်းချင်းပေါင်းစားသွားရည်နေဝင်းတရောမှပြန်သွားတဲ့အကြောင်းသိလိုက်ရတယ်အဲ့လိုနဲ့အချစ်ရွာတို့သွားကရွာသားများကိုအကျိုးကြောင်းပြောပြတယ်ထို့အခါရွာသားများကလည်းတင်းနိုင်တဲ့တွင်ဝင်းရှာဖွေတင့်ကြောင်းပြောပြတယ် ထိုတင်းကြိုင်းသည်နေခင်းမှာပင်တက်ရောက်မှာမှဖြည့်ရဲကြပါအဲ့လိုနာမည်ကြီးပါတယ်မပူကျဲအန်ရတခုကြုံနေဒီမှာတေချာတလောက်ပင်ဖြစ်နေပြီရွာသားများရှင်းပြပြီးတော့ရွာသား၂ယောက်၃ယောက်လောက်အုံလာနဲ့ဝိုင်းပြီးတော့ရှာဖွေရင်ဓာတ်တုံများဆွဲကထွက်လာခဲ့ကြတယ်တင်းကြိုင်းသူရောက်တဲ့အခါမှာတော့မပူကျဲအားတတိမိမျောလျက်တွေ့လိုက်ရတယ်အုံလာနဲ့ရွာသားတချို့သည်မပူကျွေကိုရွာသို့ပြန်ခေါ်လာကြတယ်စေကုတာပေးတယ်ထိုအချိန်ထိမပူကျွေမေ့မျောနေစေပါ ။ထို့အချိန်တွင်မပူကျဲကတခြားလောကသားများရဲ့လက်မှလွတ်ရန်အသက်လူနေရတယ်။မပူကျဲသည်ငိုကြွေးနေရမှဖျားစာများကိုရသလောက်ရွတ်ဖက်၍တောဆောင်နဲ့တောင်ဆောင်နဲ့များကိုမြစ်တာပို့နေတယ်။မပူကျဲကြာဘူးနာဝရှိတဲ့တစ္ဆာဆိုရင်ပိုထိရောက်တယ်ဆိုပြီးတော့တစ္ဆာမှန်ကန်ပါကအန်ရဲ့အသေးသေးကနေလွတ်မြောက်နိုင်တယ်ဟုယုံကြည်ကအောက်ပါအတိုင်းတစ္ဆာပြုလေတယ်။ကျမမပူကျဲငါအများကိုရိရဲဆက်ဆက်တက်ဖြက်၍ငစိမ့်တဲ့အလုပ်ကိုလုတ်ကင်စားတောက်သည်မှာမှန်ကန်ပါတယ်ဗျာ ထိုရလာသည့်အမျက်ငွေများဖြင့်တပည့်တော်မာ၏ဖခင်ဆုံးပါသွားစဉ်ကငယ်စဉ်အခါကပင်တပည့်တော်သည်ပင်မန်းကြီးစွာရွာစဉ်လှည့်၍ငါးယောက်ကမိခင်အိုကြီးကိုလောက်ကင်ကျွေးမွေးပြုစုလာခဲ့သည်မှာအခုချိန်ထိပင်ဖြစ်ပါသည်ထိုမှန်ကန်တဲ့တစ္ဆာတကားကြောင့်အခုတည်ပြီးမှလွတ်မြောက်ပြရစီသာဟု၏တစ္ဆာပြုလိုက်တယ်ထိုချိန်တွင်မပူကျွေရှိရာသို့လက်တွေစင်းမင်ကြောင်များ ထိုးထားတဲ့ပစိုးအနီကွက်ဝစ်စင်ထားတဲ့အဖိုးအိုတူရောက်လာတယ် ဇပင်ကိုလည်းရောင်တုံးထိုးတာတွေထိုးအဖိုးအိုရဲ့လက်ထဲတွင်ပလွေတစ်ချောင်းနဲ့ကင်ဆောင်ထားလေတယ်ပလွေကဝါပလွေလေးတစ်ချောင်းသာဖြစ်တယ်အဖိုးအိုကထွက်ခဲ့တမိထွက်ခဲ့လေထိုးတို့ခေါ်လေတယ်မပူကြွယ်လေချုံဖို့ထင်းရနေထွက်လာတယ်ကြောက်လွန်း၍အဖိုးအိုအားတေချာပင်မော့မကြည့်ရဲပြီအဖိုးတမိကိုမတက်ပါနဲ့အဖိုးရဲ့ထိုးခါအဖိုးအိုကညင်သာသောအတန်နဲ့ဟဲ့ညီကိုကယ်ဖို့လာတာငါနောက်ကိုလိုက်ခဲ့ဟုတ်ဟုတ်ကဲ့အဖိုး မပူကျွဲအဖိုးအိုရဲ့နောက်တူလိုက်သွားတယ်။အဖိုးအိုကရှေ့ကပလွေကိုမှုတ်ပြီးတော့ဥဆောင်ကြီးမပူကျွဲကိုခေါ်ဆောင်သွားတယ်။ပလွေမှုတ်ရလမ်းတစ်လျှောက်တွင်မြီးတီအန်ရဲမှမတွေ့ရပြီ။ဘလူးတရဲလိုလူတွေလည်းမတွေ့ရပါ။ထိုလူတွေဘယ်ရောက်သွားတာပါလဲ။ကေသမီးအဲ့ဒီလမ်းတက်တက်သာပြန်သွား။မြီးအိမ်ရောက်လိမ့်မယ်။စိတ်ချသွား။ဖျားတရားမြဲပါ။မကောင်းမှုကိုမလုပ်ပါနဲ့။ဟုတ်ကဲ့အဖိုးမပူကျွဲသည်အမိမသိတဲ့အဖိုးအားကတော့၍ထွက်သွားခဲ့တယ်။နောက်မှ ပလွေမုတ်တန်တက်တက်ကိုကြားနေရတယ်။အပူကျွေးရဲ့ခန္ဓာကိုယ်သည်တိရွက်ကလေးကိုလေထဲမှာမျော၍လွင့်ပါသွားသလိုဖြစ်သွားတယ်။ပလွေတန်ဒီလည်းတဖြည်းဖြည်းနဲ့ဝေးရီဝေးရီကြံ့ရင့်နေခဲ့ပါလေတယ်။ရေရေပေးပါ။ညီတန်နဲ့မပူကျွေးတတိယလာတယ်။ဟင်တမီတတိယလာပြီလား။ပူကျွေးဟဲ့ဟဲ့အုံးလားနေမိမနိုးလာပြီ။ရေခတ်ပေးစမ်းမအောင်ဟဲ့။ကိုအုံးလားလေ။ရဟုတ်ဟုတ်ကဲ။အမေကိုအုံးလား။ကျမ ကျမမသေးလို့ပြန်ရောက်လာတာအပုကျွဲမိခင်ကိုဖတ်၍ရှိုက်ကြည့်တငငင်းနဲ့ငိုတယ်သူနာမှာတော့နှစ်ချိုက်စွာအိပ်ပျော်သွားပြန်တယ်အိယာမနေနိုးလာတဲ့အခါအမေနဲ့ကိုအုံးလာကျမဒီ၅ရောက်နဲ့အလုပ်ကိုမလုပ်တော့ဘူးတခြားအလုပ်ပဲပြောင်းလုပ်တော့မယ်ထို့သို့ပြောပြီးတော့မပူကျွဲကလည်းကြုံတွေ့လာခဲ့တဲ့အဖြစ်ပြန်အန်ရည်များကိုရင်ဖွင့်ပြောပြတယ်ကောင်းတာပေါ့တမီးရဲ့အမေဝမ်းတာတယ်ဝယ်လွန်သွားတယ်အဖေတိရင်အယံဝမ်းတာမှာတမီးရဲ့ သမီးအဖေကတတော်ဝါရီရဲ့အသက်ကိုတတ်တာမကြိုက်ဘူး။မွေးနေတို့အခါကြီးရက်ကြီးလေးဆိုရင်ဥပုပ်စောင့်နေ။အသားငါးကိုရှောင်နေ။ဖျားတရားအလွန်ယူတီကိုင်းဆိုင်နေ။သမီးအခုလိုအမြင်မှန်ရသွားပြီးအသားငါးမရောတော့တာသိရင်ရောက်ရဘဝထဲမှာတာထုခွန်မှာအမေလဲဝမ်းတာတယ်။တာထုပါ။သမီးတာထုပါ။အလိုမပူကျွေရဲ့မိခင်လေမျက်ရည်များစီးကြပြီးတော့တာဒုခေါ်လေတဲ့ထိုအချိန်မှာပင်မပူကျွေတို့ရဲ့အိမ်ကောင်းရင်ဖျားចောင်းဆောင်ထားရှိရာ ဖျားចောင်းဆောင်ရဲ့နေရာမှာအိမ်မြောင်တကောင်ရဲ့ကျဲလောင်စွာဆုတ်ထိုးမြည်ဟီးတံထွက်ပေါ်လာပြီးတော့မပူကျွေတို့အိမ်ထဲသို့လေးညင်းလေးနဲ့တူတဲ့အမွေးရနဲ့တင်းတင်းလေးတစ်ခုက ဝေဝဲတိုက်ခတ်သွားပါလေတော့လေအခုတင်းဆက်ပြီးခဲ့တဲ့ဇလန်းကတော့စာရေးသူအေတင်ဇာတ်တဝီရေးသားထားတယ် ငစိမ့်တဲ့မပူကျွဲဆိုတဲ့ဇလံအစဆုံးပဲဖြစ်ပါရယ်ခင်ဗျာနောက်နေမှာလဲကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလံကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါရယ်ခင်ဗျာ